ါရှင် MPA သတင်းဌာနရဲ့ဒီကနေ့ဇွန်လ17ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတဲကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေစစ်ကောင်စီကြောင်းမှာကလေးတိုင်းကြောင်းတက်အောင်စီယုံကြဖို့စာတင်ကြောင်းတွေဘုံပတ်ကျင်းနေတဲ့စစ်ကောင်ဆောင်ပြော Rohingya တွေနေရပြန်ရေးအေးနဲ့ဆွေးနွေးဖို့တိုက်တွန်းလိုက်တဲ့ American အားလုံးမပါဝင်တဲ့ရေကောက်ပွဲပြိပခပူကြီးနိုင်တယ်လို့ကုလအထူးကိုယ်စားလှယ်တတိပင်း ရေကောက်ဝဲကျင်းပနိုင်ရင်မင်းစင်းမှန်အောင်စူးစမ်းနေရလို့စစ်ကောင်စီဝန်ကြီးပြောတဲ့သတင်းချက်ဖိုက်တာပြစ်ချနိုင်ခဲ့တဲ့ပလဲမှာဘာတွေဆက်ဖြစ်နေလဲဩစတြေးလျအထက်တန်းကျောင်းပြစ်ခတ်မှုအတွင်းဆယ်ဦးထံမှနေတည်ဆုံအဲ့ဒီလိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပီရင်းပီပါသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့တော့ပထမအဆုံးသတင်းကတော့စစ်ကောင်စီကျောင်းမှာခလေးတိုင်းကျောင်းတက်အောင်စီယုံကြဖို့စာတင်ကျောင်းတွေဘုံပတ်ကျင်းနေတဲ့စစ်ကောင်ဆောင်ကပြောလာပြန်ပါတယ် စစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ဒေသတွေကိုလေကြောင်းကနေအပြက်ချင်းမုံမှုအမိတ်ပေးနေတဲ့စစ်ကောင်ဆောင်ကကျောင်းနေအရွယ်ကလေးတွေအားလုံးစစ်ကောင်စီကျောင်းတွေမှာပညာသင်ကြားနိုင်ရေးစီယုံကြဖို့အမိတ်ပေးလိုက်ပါတယ်စစ်ကောင်စီကျောင်းတွေမှာ KG+9 အထိအခမဲ့ပညာရေးစနစ်အနေနဲ့သင်ကြားပေးနေရလို့လဲမနေ့ဇွန်လ10ရက်နေ့ကစကိုင်းမြို့အမှတ်1အခြေခံပညာအထက်တန်းကျောင်းကိုရောက်ရှိလာခြင်းမင်းအောင်လိုင်းကပြောသွားပါတယ် ပညာတတ်ဖြစ်မှအကောင်အဆိုးအကျိုးအကြောင်းကိုဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပြီးတိသားနဲ့နိုင်ငံအကျိုးကိုလည်းပုံမဖော်ဆောင်နိုင်လိမ့်မယ်လို့သတင်းမောင်ချထားတဲ့ဆီယနာရှင်ကပြောပါတယ်။ တပံအမျိုးသားစည်းကမ်းအစစတင်ကြောင်းကဆိုတဲ့စစ်တပ်ဝါဒအတိုင်းကလင်းငယ်တွေကိုလူလာမမြောက်ခင်ကတည်းကတင်းကျပ်တဲ့စည်းကမ်းတွေနဲ့တင်ကြားကြဖို့သူ့ဩစာကန်ဆရာဆရာမတွေကိုပြောသွားပါသေးတယ်2025 26ပညာသင်တဲ့အတွက်စစ်ကောင်စီကျောင်းတွေမှာကျောင်းသားကျောင်းသူ6တန်းကျော်တက်ရောက်တယ်လို့စွန်လင်းရက်နေ့အထိစည်ရင်အသိရှိရပါတယ် စစ်ကောင်းဆောင်မင်းအောင်လိုက်အမိန်နဲ့နိုင်ငံအနှံ့စစ်ဘက်အရက်ဘက်မရွေးလေချောင်းတိုက်ခိုက်မှုတွေကိုအပြည့်အကာလာမရှောင်မဲစစ်ကောင်စီလက်တက်ကကျူးလွန်နေတာဖြစ်ပါတယ်။ဒီနေ့တည်းအစိုးရဆုံးဘုံကျဲခံရမှုအဖြစ်မင်းလက်စနေနေ့ကစကိုင်းတိုင်းတပည့်ရင်မြို့နယ်အိုးတိန်တင်းရွာစတင်ကြောင်းအတွင်ကျောင်းသားကလေးငယ်22ယောက်အပါအဝင်ဆ iam မနှုတ်လို့တည်ဆုံးခဲ့ပါတယ်။ဒုတိယသတင်းတပုတ်အနေနဲ့ရိုဟင်ဂျာအရေးအေးနဲ့ဆွေးနွေးဖို့အမေရိကန်တိုက်တွန်းလိုက်တဲ့အကြောင်းတင်ဆက်ပေးချင်ပါတယ်။ ရိုဟင်ဂျာတွေနေရပြန်ရင်းနဲ့ပတ်သက်ပြီးရခိုင်တပီလုံးနီးပါးထိန်းချုပ်ထားတဲ့အာရခတတော်အေအပါဝင်တက်ဆိုင်သူတွေအလုံးတွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ရှူဟန်ရဲ့အမေရိကန်ကိုယ်စားလှယ်ကပြောလိုက်ပါတယ်။ ကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိထားရမှာကရေရှည်တည်တံ့တဲ့ဖြည့်ရှင်ချက်တိုင်းဟာသက်ဆိုင်သူအလုံးရဲ့ပါဝင်ပတ်သက်မှုလိုအပ်ပါတယ်လို့ဇွန်လ10ရက်ကပြုလုပ်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလို့သဘောဆွေးနွေးပွဲမှာအမေရိကန်ကိုယ်စားလှယ်ဂျိုနသန်ရှယ်ရီယာကပြောပါတယ်။အထူးသဖြင့်ရခိုင်မှာအထမရွှေပြောင်းခံရမှုတွေနဲ့ရက်ဆက်ကြံကြုံမှုဆိုင်ရာသတင်းတွေနဲ့ပတ်သက်ပြီးအလုံးမင်းစိုးရင်ပူပန်နေစေဖြစ်ပြီးစစ်တပ်ရဲ့အေးအေးအပါအဝင်သက်ဆိုင်သူအလုံးကိုလူအတန်နဲ့အရတားပီသူတွေကာကွယ်ရေးဦးစားပေးဆောင်ရ ဲ့ကြဖို့သူကတိုက်တွန်းပါတယ် လူသက်ကိုမလေးစားပဲအတိတ်ပဲမဲ့နေတဲ့ပရိပခါတွေခြုံငင်းရေးနဲ့ညီချင်းရေးပြန်လဲထူထောင်နိုင်ရင်အမေရိကန်ပြည်ထောင်စုကဆက်လက်တောင်းဆိုသွားမှာဖြစ်တယ်လို့အဖို့ဝင်နိုင်ငံအားလုံးကိုလည်းအဲ့ဒီလိုပဲလှုံ့ဆော်ကြဖို့ရှယ်ယူရာကတိုက်တွန်းသွားပါတယ်။အမေရိကန်အနေနဲ့စစ်အစိုးရရဲ့ဖိနှိပ်မှုနဲ့အကြမ်းဖက်မှုတွေတုံ့ပြန်မှုကိုရင်ဆိုင်နေရတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင်အသက်ရှင်ကျန်ရသူအားလုံးနဲ့အတူရပ်တည်နေတယ်လို့ပြည်ဝင်ခွင့်လလောလလပ်ပိတ်ထားတဲ့အမေရိကန်ကပြောပါတယ်။ စစ်ကောင်စီတပ်ဟာရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေကနေတောင်းဝင်ခံမှုကဆက်လက်လွတ်မြောက်နေဆဲဖြစ်ပြီးရိုဟင်ဂျာတွေကိုဆက်လက်ဖိနှိပ်နေတယ်လို့ဆိုရတယ်။တတိယသတင်းကတော့အားလုံးမပါဝင်တဲ့ရွေးကောက်ပွဲပြိပခပူကြီးနိုင်တယ်လို့ကုလအထူးတန်တမန်ကတတိပေးပြောကြားလိုက်တာပါ။နိုင်ငံကောင်ဆောင်တွေကိုဖန်စီထောင်ချထားပြီးအားလုံးမပါပဲလုံမဲ့စစ်ကောင်စီရေကောက်ပွဲကြောင့်မြန်မာပြည်ပခပို့ပြီးကြီးထွားလာနိုင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်ကပြောပါရယ်။ အကြံဖတ်မှုတွေအဆုံးသက်ပြီးဒီဇင်ဘာဒါမှမဟုတ်ဇန်နဝါရီမှာပြုတ်လုဖို့စီစဉ်ထားတဲ့ရွှေကောက်ပွဲဟာပွင့်လင်းမြင်သာမှုနဲ့အားလုံးမပါဝင်နိုင်ပြိပခနဲ့မတည်ငြိမ်မှုတွေပုံမဆိုးရစေနိုင်တယ်လို့မနေ့ကလုတ်တဲ့ကုလသမဂ္ဂရဲ့အလွတ်တဘောဆွေးနွေးပွဲမှာမြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကပြောသွားတာပါ တခါလွဲမနေတဲ့မြမကောင်းဆောင်တွေရဲ့မဟာဗျူဟာတွေအပေါ်မေခွန်းထုတ်သွားခဲ့ပြီးပြန်လည်စဉ်းစားဖို့လိုအပ်နေပြီလို့သူမကတိုက်တွန်းပြောကြားသွားပါတယ်။ဂျူလီဘစ်ရှော့ဟာမြမအရေးနဲ့ပတ်သက်ပြီးမြမနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်နဲ့အတူပူးပေါင်းလှုပ်ဆောင်နေပြီးသူတို့နှစ်ဦးမြမနိုင်ငံကိုလာရောက်ဖို့စီစဉ်နေတယ်လို့ထုတ်ပြောသွားပါသေးတယ်။ ဂျူလီဘစ်ရှော့အနေနဲ့လူ3000ကျော်တည်ဆည်ခဲ့တဲ့အပြင်နိုင်ငံအတွက်အဆုံးရှုံးကြီးစေခဲ့တဲ့ငလင်ကြီးဖြစ်ပွားခဲ့ပေမယ့်ပြိပခါတွေမလျှော့ဘဲပုံမှန်ဆွေးရလာတာကိုအံ့အားသင့်တယ်လို့ပြောပါရစေ။ အဖြစ်ကရက်စဲရေးတွေကိုအများအပြားမလိုက်နာတာကအကြက်တဲထဲမှာနောက်ထပ်အကြက်တဲတစ်ခုကိုဖြစ်ပေါ်စေခဲ့တယ်လို့သူမကပြောပါတယ်။တစ်ဖက်နဲ့တစ်ဖက်လုံးဝကြဆုံရေးချင်ကမှုဆက်ရှိနေတယ်လို့လက်နက်ရရှိနေမှုကလည်းစီးရင်အောင်ပွဲမျှော်လင့်ချက်ကိုမြင့်တင်ပေးနေလို့ထောက်ပြပြောဆိုသွားပါတယ်။ဆက်လက်ပြီးရွေးကောက်ပွဲကျင်းပနိုင်ရင်မင်းစည်းမှန်အောင်စ조사နေတယ်လို့စစ်ကောင်စီပြောလိုက်တဲ့သတင်းကိုပြောပြမှာပါ။စစ်ကောင်ဆောင်ရဲ့ကြီးမန်းချက်ဖြစ်တဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရင်အခြေခံအကြဆုံးဖြစ်တဲ့ မဲဆန္ဒရှင်စရင်တိကျမှန်ကန်အောင်စ조사ပေးနေလို့တည်င်းရရှိပါတယ်။ဒါကြောင့်လိုအပ်နေတဲ့အသက်16နှစ်နဲ့အထက်လူ့ရဲ့စရင်အချက်အလက်ပြည်စုံမှန်ကန်အောင်တအိမ်တက်တအိမ်စင်ဂွင်းစင်စရင်ကောက်ယူနေရလို့စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးမြင့်ကျန်ကပြောပါတယ်။အဲ့ဒီမှာမြေပြမမနေပေမဲ့ရုံးလက်ခံအိမ်အောင်စုစရင်မှာမပယ်ဖြတ်ထားသူတွေလူတူတွေကတကောင်စင်းတစ်ခုထက်မကပါဝင်နေသူတွေလူတူတွေကမှတ်ပုံတင်တစ်ခုထက်မကကင်ဆောင် ားသူတွေကိုတွေ့ရှိခဲ့တယ်လို့ဌာနပေါင်းစုံပါဝင်တဲ့မြေပြင်ကွင်းစင်စရင်ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌလည်းဖြစ်သူကပြောပါရယ် မြေပြင်ကွင်းစင်းအတီပြူလူရည်စင်းရင်းနဲ့တကောင်စင်းလူရည်ဟာနှစ်နှစ်လောက်กว่าဟာနေတဲ့အတွက်မဲစင်းမှန်ကန်ရင်အခက်ခဲရှိနေလို့အမေရိကန်ဆန်ရှင်လုတ်ခံထားရသူကပြောပါတယ်။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ၁ရက်ကနေ15ရက်နေ့အထိနိုင်ငံတကာစံနှုန်းအတိုင်းတကောင်စင်းကောက်ယူခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရွေးကော်ကဒီနှစ်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပဖို့ရက်သတ်မှတ်ပြီးပြီလို့ပြီးခဲ့တဲ့မေလလယ်ပိုင်းမှာထုတ်ပြောထားပါတယ်။ ီးတွင်းနောက်ဆုံးသတင်းကတော့ Jet Fighter ပစ်ချနိုင်ခဲ့တဲ့ပလဲမှာဘာတွေဆက်ဖြစ်နေလဲဆိုတာပါ။စကိုင်းတိုင်းပလဲမြို့နယ်အတွင်းစစ်ကောင်စီ Jet Fighter တစ်စင်ကိုမနေ့ကပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပစ်ချနိုင်ခဲ့ပါတယ်။အဲဒီနောက်နေ့ကျင်းမှာပဲစစ်ကောင်စီဘက်ကပလဲမြို့နယ်အတွင်း Jet Fighter အပြင်ဝိုင်းတွဲလေယာဉ်တွေနဲ့၅ချိန်ထက်မနည်းလာရောက်ပုံကျဲတာ Rocket နဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီကြောင့်သိရှိထားတဲ့ဒေသခံတို့ကဂျက်ဖိုက်တာပြက်ပြီးနောက်ပိုင်းလာပြီးတော့ကျေးရွာတွေအပေါ်ရောလူစုစုမြင်ရင်ကိုလိုက်ပစ်နေတယ်လို့ MPA ကိုပြောပါရယ်ဒီလေကြောင့်တိုက်ခိုက်မှုတွေတဲ့ပြည်သူထိခိုက်မှုရှိတယ်လို့ဆိုပေမဲ့မိုးတဲနေတဲ့အတွက်ဖုန်းလိုင်းတွေမရရှိသေးတာကြောင့်အတိမပြုတ်နိုင်သေးဘူးလို့နေကန်တွေကပြောပါရယ်တတလောလေရင်ပြတ်ကြခဲ့တဲ့စပယ်စီရွာနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ကန့်တောက်ရဲစခန်းနဲ့ဇီးဖြူကုန်းပြူရွာတဝိုက်မှာရှိတဲ့ကျေးရွာ20ကျော်ကဒေသခံတွေထွက်ပြေးတင်းရှောင်နေရတယ်လို့တည်င်းရရှိပါရယ် ်ပီအလီရဲ့ပြစ်ခတ်မှုကြောင့်အညာမှာတမိုင်းတရှောင်းပထမဆုံးပြကြခဲ့တဲ့လေရင်ဟာတရုတ်ထုတ် FTC တူတောင်စင်ကြီးအမျိုးအစားတိုက်လေရင်ဖြစ်ပြီးလေရင်မှုတည်ဆုံခဲ့တယ်လို့သိရှိရပါတယ်။ဆွန်လာနှစ်ရက်ကလေးက view ဟာကြတဲ့ကန့်ထောင်ရဲစကန်သိန်းတိုက်ပွဲဖော်ဆောင်နေပြီးဒီကနေ့အထိတိုက်ပွဲပြင်းထန်နေသလိုမနေ့ကစတိုက်နေတဲ့စီးဖြူကုန်းပြူအားမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သိရပါတယ်။ နောက်ဆုံးပြပသတင်းတပုတ်အနေနဲ့ဩစတြေးလျအထက်တန်းကြောင့်ပြစ်ခတ်မှုအတွင်းဆဲဥထက်မင်းတည်ဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးရင်အဆုံးသတ်လိုက်ချင်ပါတယ်။ဩစတြေးလျနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Grass ကအထက်တန်းကြောင့်တစ်ခုမှာအင်ကာနိကပြစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးဆဲဥထက်မင်းတည်ဆုံးခဲ့ကဒဏ်ရာအများပြားရရှိခဲ့တယ်လို့ရဲစခွဲကသတင်းထုတ်ပြန်ပါတယ်။ပြစ်ခတ်သူတည်ဆုံးသွားပေမဲ့သူဘလို့တည်ဆုံးသွားရတယ်ဆိုတာကိုတော့မသိရှိရသေးပါဘူး။ ဝန်ထမ်းချင်းအထိမ့်မဲ့အဖြစ်၃ရက်တက်မပြီးအစိုးရအဆောင်တွေမှာအော်စတြေးလျအလံတွေကိုတိုင်တဝက်လွှင့်ထိုးသွားမှာဖြစ်တယ်လို့ဗုဒ္ဓနေ့မနက်ပိုင်းမှာလည်းသိဆုံးသူတွေကိုအောက်မေ့ကွန်ပျူတာအနေနဲ့တနိုင်ငံလုံး၁မိနစ်ညင်သက်ခဲ့ကြပါတယ်။ Grass Mural ဝန်အေဂီကာကတော့ဒီဖြစ်ဟာကြောင်းမပွဲဖြစ်တဲ့ခြေကွေးစရာကိစ္စလို့အော်စတြေးလျသတင်းအေဂျင်စီကို ပြောခဲ့ပါတယ်။ရဲတပ်ဖွဲ့ကတော့ကျောင်းသားအလုံးကိုလုံခြုံတဲ့နေရာတစ်ခုကိုခေါ်သွားနိုင်ခဲ့တယ်လို့ကနဦးပြောကြားခဲ့ပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌဥစလာဘွန်ဒါလိုင်ယွန်ကလူငယ်တွေအတွက်အနာဂတ်နဲ့မျှော်လင့်ချက်ရဲ့သင်္ကေတဖြစ်တဲ့ကျောင်းတွေဟာတည်ခြင်းတရားနဲ့အကြမ်းဖက်မှုတွေရဲ့နေရာဖြစ်လာတဲ့ဆိုတော့တော်တော်ခံရခက်ပါတယ်လို့လူမှုမီဒီယာ X မှာရေးသားပြောဆိုခဲ့ပါတယ်။ MB ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်